Hello အားလုံးပဲမင်္ဂလာပါ Global Gaming Facebook Page နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့မှာတစ်ထွက်ရှိလာတဲ့ Channel လေးကိုအလွယ်တကူဆုံး3 star တိုက်ပြပေးတော့မှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ရတယ် Subscribe နဲ့ပြီးတော့ဝင်ရပေးပါဦး။ Subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ရှင်းစီအောင်လေကျေးဇူးအများကြီးတင်ပါတယ်။ Okay အဲ့တော့ကျွန်တော်ရဲ့ရှင်းမဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ။ ဒီလာထဲမှာသစ်ထွက်ရှိလာတဲ့ mask တွေကတော်တော်လေးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်ခြင်းနဲ့ညီကိုလေးတွေကကိုဘော့စီမှာလာပြီးတော့မှဝယ်လို့ရပါတယ်ကျွန်တော်ရဲ့ Viber Telegram လေးကိုဒီမှာရေးထားပြီးတယ်အဲ့ရင်လေးဆက်သွယ်ပြီးတော့မှလာဝယ်လို့ရပါတယ်ဗျမဝယ်ခင်မှာဆိုလို့ရှိရင်လည်း senior မှာကိုဘော့စီလိုရိုက်ထည့်ပြီးတော့မှကျွန်တော်ရဲ့ channel ကိုအားပေးလို့ရပါတယ်โอเคတော့ let's go brother ကျွန်တော် channel လေးကိုတိုက်လိုက်ကြအောင် ဒီပြင်ရတော့ဟောရှပ်ပြရှင်ပြိုင်ပွဲမှာနိုင်သွားတဲ့သူရဲ့ဘေးဖြစ်ပါတယ်နိုင်သွားတဲ့အသင်းရဲ့ဘေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ Reporter Gaming ကိုတွေ့ရမှာဖြစ်ပါတယ်ဂျာ Reporter Gaming ကဟောရှပ်ပြရှင်မှာကျွန်တော်ဒီနေ့2025မှာဒေါ်လာ3သိန်းပိုင်ဆိုင်သွားတာဖြစ်ပါတယ်โอเคအဲ့တော့ဒါကကျွန်တော်ပြိုင်ပွဲဝင်ဒီဘက်ကအသင်းကနေပြီးတော့မှတိုက်ရမယ်အနေထားပေါ့နော်ဒီပြင်ရတော့ player ဘေးတွေဆိုတော့တော်တော်လေးခက်တဲထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ player တိုက်တဲ့ပုံစံအတိုင်းပဲတိုက်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအတိုင်းလေးကိုတိချာလေးလိုက်ကြည့်ပြီးတော့တိုက်မယ်ဆိုရင်တော့အဆင်ပြေမှာဖြစ်ပါတယ်โอเคအဲ့တော့ let's go brother တို့အရင်ဆုံးနေနဲ့ကျွန်တော်ဘော်လူးလေးကိုအရင်ရှာမှာဖြစ်ပါ ပါတယ်ဘောလူးလေးကိုကျွန်တော်၃လုံးရှာမှာဖြစ်ပါတယ်ဒီဘက်ကအာရှာတာဝါလေးကို1နှစ်3โอเคအဲ့လိုလေးရှာပြီးသွားရတယ်ကိုပြောက်စပယ်လေးတစ်လုံးအုပ်မယ်နော်ဘရာသာနှလုံးအောက်မှာပါတော့ဒီနားကိုတစ်လုံးဒီဘက်မှာတစ်လုံးပြီးသွားရတယ်ကျွန်တော် water ကို availability ပေးပြီးတော့ aqueous spray ၃လုံးကိုဒီနေရာမှာရှာပြလိုက်မယ်နော်โอเคဒီပုံစံလေးဖြစ်သွားပြီဆိုဘောလူးလေးတစ်လုံးနှလုံးလောက်ကိုပင်ညာရှာပြီးတော့မှနောက်မှ healer ၅កောင်ရှာမှာဖြစ်ပါတယ်โอเคနော်ဘရာသာ AC ပဲသွားမယ်တဆင်ချင်းနော်โอเคအဆင်ပြီးသွားပြီဆိုတာနဲ့ကိုဘောတို့ကဒီနားလေးကို ice cooler လေးပေါ့ sorry ကျွန်တော်ဒီ cooler လေးရှာမယ်နော် ဟိုးလိုက်ချပြီးတော့မှအနောက်ကနေပြီးတော့ကွင်းလိုက်တယ်ပြီးတော့ဟီလာ၄កောင်လောက်ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ super wolf rate တစ်လုံးကိုဒီတက်တက်မှာခွဲထားပြလိုက်မယ်နော်โอเคဒါဆိုရင်ဒီ goal line ကြီးအထဲထဲဝင်သွားမယ်နော်တော့ water လှည့်ကြည့်တယ်မလို့ water အတိုင်းထားလိုက်ပြီးတော့ကိုပြောက် spell လေးတစ်လုံးဘုံတော်အောင်အုပ်မယ်ပြီးတော့ကျွန်တော် rocket ball ၄လုံးပြစ်မယ်ဗျာโอเค၄လုံးထည့်လိုက်မယ်တော့ဒီဘက်က h4 တိုးသွားမယ်နော်ပြီးရင်ဒီမှာဟန်ဟန်တာကောင်ကွင်းနောက်ကနေလိုက်ပေးတယ်နော်โอเคဒီဘုတန်လေးဖြစ်သွားကျွန်တော် poison လေးကိုဒီမှာရှာတယ်ဒီဘက်မှာလည်း poison တစ်လုံးရှာမယ်ဗျာနော်ဒီ fairness မှာနော် brother တော့ ပြီးသွားတယ်ဒီဘက်မှာလောက်လောက်ရှာလေးရှာမယ်ဒီပုံစံလေးပဲသွားမယ်အရန်တော့မရှုပ်ဘူးနော်တိတ်မောင်းတော့ AC လေးပဲသွားမယ်ဒီမှာနော်ဘလောက်လောက်ရှာလေးရှာခဲ့လိုက်ပြီဝါဒန်လည်း AC တစ်ပုတ်သွားနေတယ်ကွင်းကလည်းဒီဘက်မှာ AC အဲ့တော့ကျွန်တော် record spell လေးခြိုင်ထားမယ်ဒီဘက်ကကွင်းကိုခေါ်သွားမှာပါဗောနော်ခဏလေးစောင့်မယ်နော် brother ice cooler လေးကျွန်တော်ပျောက်သွားတဲ့အထိစောင့်မယ် okay ဟုတ်ပြီဒီစီးကိုကျွန်တော်တို့ကစောင့်လို့ရတယ်လက်ထက်မှာ record လေးခြိုင်ထားမယ်နော် okay ဒီလိုနေထားဆိုကျွန်တော်တို့ကကွပျောက်စွဲလေးအုပ်ပေးလိုက်ပြမှတ်သလား ဝါရန်လေးကသွားပြီးတော့မှဒီဝါရန်ရှမ်ပီယံနဲ့တီးနေတဲ့အနေအထားမျိုးဆိုရင်ဒီမှာ recall လေးခေါ်သွားလိုက်တော့မယ်နော် brother တို့ okay ပြီးတော့အဲ့ကိုဘိုးတို့ကဒီနောက် ice collar လေးရှာတယ်ပြီးရင် super wolf rate တစ်လုံးထည့်တယ်ပြီးကျွန်တော်တို့ queen ရှာမယ်ဟန်နာတကောင်ထည့်တယ်ပြီးရင် king ရှာမယ်အဲ့နေရာမှာဒီဘက်မှာ wizard နှစ်ကောင်လုံးရှာပေးမယ်နော် okay ဒီပုံစံလေးဖြစ်သွားရင်ကျွန်တော် acd ထားမယ်လက်ထက်မှာ freezes ပဲခြင်ထားမယ်နော် freezes ပဲကျွန်တော် queen လေးဝတ်ထည့်ရမှာအဲ့တော့နောက်တစ်လုံးဒီဘက်နားလေးကိုကျွန်တော်တစ်လုံးရှာထားပေးအောင်မယ် okay ပြီးွားရင်ကိုဘတော်ကို king validity ဖွင့်မယ်နော်ဘရာသာတော့ချိန်သားလေးကပ်ပြီးဆိုရင်ကျွန်တော် king လေးကို validity ဖွင့်လိုက်တယ်ဒီပုံစံမှာ ac သွားနေတော့မယ်နော်ဒီဘက်မှာလည်း flame flame ကသွားတယ်ဒီဘက်မှာလည်း warden ac ပဲဒီဘက်မှာလည်းကျွန်တော် queen နေရာ ac အဲ့မှာ freezing spell တစ်လုံးရှာတယ် queen validity ဖွင့်မယ် okay ပြီးွားရကျွန်တော်ဒီဘက်မှာကျွန်တော်ဘာလေးလုပ်မလဲဆိုတော့ rocket volume လေးကိုဘောရှာလိုက်မယ်နော်ရှေ့မှာ tesla လေးထွက်အထွက်လာအောင်ပါ okay မထွက်လာဘူး okay တယ်ပြီးဒီဘက်ကနေကျွန်တော်တို့က Wyan Champion လေးရှာမယ်။ Wyan Champion Ability ဒီခါတည်းပွင့်နေ VK လေးရှာတယ်။ ပချက်မှာကျွန်တော် rocket နှလုံးရှာတယ်နောက်ကနေပြီးတော့ဒါစိုက်ရှင်းဖို့အတွက်လိုက်ရှာပြလိုက်ပြီနော် okay တော့အဆင်ပြေသွားပြီတော့တိမ်ပေါ့တော့ဘာမှလုံးစရာမလိုတော့ဘူးဒီပုံစံတိုင်းဆိုကျွန်တော် freeze spell နဲ့တုံးစရာမလိုဘူးပြီးရင် cc တဲကကျွန်တော်ထွက်လာတဲ့လူတွေတော့မှမတုံးလိုက်ရတော့ဘူးနော်ဒီထဲမှာဆိုရင် super minion တွေလည်းရှိနေသေးတယ်ဗျဒီပုံစံလေးပဲသွားမယ်ဘာမှမလုံးနဲ့တပုံစံနဲ့တိုက်မယ်ဆိုတော့လုံးဝ easy 3 star ဖြစ်ပါတယ်နည်းနည်းလေးတော့ ခက်တော့ခက်နေမယ်အာတေချာလေးတော့ကြည်တိုက်ပါနော်နေရာလေးနည်းနည်းလွဲတာနဲ့ကိုတိုင်ပတ်သွားနိုင်တယ်ဗောနော်ကိုယ်ဒီမှာဆို freezing spell တစ်လုံးတော့ပုံနေသေးတယ်ဗျာโอเคတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကိုယ့်ရဲ့ဗီဒီယိုလေးကို like and subscribe လေးနှိပ်ပြီးတော့မှအားပေးလို့ရတယ်အားလုံးပဲပဲပါကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ